ူရဲ့ဘဝကတဲ့ခုနပြောတဲ့အမျိုးမျိုးသောချုံနောင်ခြင်းတွေနဲ့ချုံနောင်ခံရတယ်အဲ့ဘာသာရေးအနေနဲ့လည်းပဲချုပ်ကြတာပဲလူမှုရေးတွေ၊ဘာရေးတွေနဲ့ချုပ်ကြတယ်၊မိသားစုရေးတွေနဲ့ချုပ်တော်ရတယ်ချုပ်တော်ရတာဒါရီရဲ့နားလည်ထားတော့မှာပေးစီရတော့မဟုတ်ဘူး မူရေးပဲဖြစ်ဖြစ်ဈီပါရေးဘာသာရေးစံပါရေးဒါရီရအဲဒါရီမလိုပါဘူးကလို့ဒီလိုပဲကြရတော့မလို့အဲ့ဒီပုံမှာအပူနဲ့အစွဲတွေအဲ့ဒါတွေကွင်းဝေးဖို့ဒါအရေးကြီးတယ်ဣလိတာကမလို့ခေါ်တယ်နော်အဲ့ဒါကိုပြောချင်တယ်စွဲနေလို့တော့အဲ့ဒီအစွဲကကိုယ်ဒုက္ခပေးသလို အစွဲခံရတဲ့ဘက်ကလည်းပဲဒုက္ခရောက်ရတာပါပဲတဲ့နော်နှစ်ဖက်လုံးဒုက္ခရောက်တာခုနပြောတဲ့ခွေးမွေးတဲ့ဒုက္ခတွေလို့ပြည်စည်းဥစ္စာတွေကိုကိုယ်နဲ့တက်ဆိုင်နေလို့ဆွဲထားတဲ့ဆွဲတွေလို့ပြည်စည်းဥစ္စာကိုကိုကအပိုင်ဆိုင်လုပ်လိုက်တဲ့အခါပြည်စည်းဥစ္စာလည်းကိုယ်ဒုက္ခပေးတော့တာပဲဒုက္ခပေးတော့တာပဲအော်တူလေးနဲ့မြို့စည်းလေးကပေါမမတန်ပေမဲ့ ပိုင်ပါတယ်လို့အပိုင်ဆိုင်လှုပ်လိုက်တဲ့ပုံကိုသူကလည်းဖမ်းချုပ်လိုက်တော့တာနော်ချုပ်နှောင်လိုက်တော့တာမလွတ်လပ်တော့ဘူးရှားဒီပစ္စည်းငါဤမီးဟုငါမီးငါလောင်ငါတာလောင်ဤအဲ့ဒါကလောင်သားလို့လောင်တာလူတွေရဲ့ဘဝမှာမီးဆိုတာမသုံးလို့မရဘူးသုံးနေရတာမီးမသုံးဘဲနဲ့ဘဝရည်တည်လို့မရဘူး နော်သုံးသိန်းတလောက်အပူလေးနဲ့တွားနေကြတာအပူငွေလေးနဲ့ခနာကိုမှလည်းပဲပါစကားတေဇောဆိုတာရှိတယ်ဝမ်မီလို့သုံးတော့ဝမ်ပိုက်ထဲမှာအပူအဲ့ဒီအပူနဲ့ပဲအစာတွေဟာကြည်ညက်ကြပြီးတော့လူတွေရဲ့ခန္ဓာကိုယ်အပူစွမ်းအင်နေနဲ့မောင်းနေကြတယ် မတော်ကားထဲမှာဓာတ်စီဓာတ်စီထဲမီးရှို့ပြီးတော့အပူစွိုင်းနဲ့မောင်းတယ်လို့လူခန္ဓာကိုယ်ထဲလည်းပဲရေနဲ့စားကြရလေးတွေထည့်ပြီးတော့နော်ဒီထဲမှာဒါနဲ့ပဲမောင်းနေကြတယ်အဲ့တော့အပူတက် ကလိုတယ်တဲ့ဘဝမှာဒါပေမဲ့အဲ့ဒီမီးကသမီးချက်ဟင်းချက်ယုံတော့ပဲအစာချက်ယုံတော့ပဲအဲတကူလုံးလောင်ဖို့တော့အိမ်နေလောင်ဖို့တော့ အစာဦးတွေလောင်ဖို့လို့အဝတ်အစားတွေလောင်ဖို့လို့အဲ့လောက်ကြီးတော့တော့အလောင်လို့မရဘူးเนาะလောင်လို့မရဘူးလောင်ရင်တော့ကုန်တော့မဟုတ်ဘူးအဲတော့ဒီဘူမီကပယ်ရမှာတော့မဟုတ်ဘူးသို့တော့ဒီဘူကြီးကြီးနဲ့လောင်လို့လည်းပဲမရဘူးဆိုတဲ့သဘောပဲเนาะသူတွေကလောင်လို့တော့မရဘူးလောင်ရင်တော့ အပူလောင်ရင်တော့ဒါစရာဆိုပြီးအိုမြန်တာတွေအနာမြန်တာတွေအသေးမြန်တာတွေဖြစ်တယ်။ကြီးစည်းဥစ္စာတွေရာဒီတိုင်းပဲသုံးရမယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒေါကဆိုတဲ့အပူတွေဒေါသဆိုတဲ့အပူတွေလောဘဆိုတဲ့အပူတွေမာနဆိုတဲ့အပူတွေဒိဋ္ဌိဒါငါဟာတွေပဲလို့ပူတဲ့အပူတွေအဲ့ဒါတွေနဲ့တော့လောင်ထားလို့မရဘူးလို့ဒီလိုဆိုလိုတာ။ရှားသီးပစ္စည်း ငါဤမီးဟုငါမီးငါလောင်ငါတာလောင်ဤမီးရသုံးတော့သုံးရတယ်မီးတော့လောင်မထားနဲ့လောင်ထားရင်တည်းကအလောင်ထားမှာပဲပညာရှိပညာရှိတယောက်ပြောတယ်မီးကိုတဲ့စက်ကူလေးနဲ့ထုတ်ပြီးယူခဲ့ပါတဲ့မီးကိုစက်ကူလေးနဲ့ထုတ်ပြီးယူခဲ့ဆိုတော့အမီးကိုစက်ကူနဲ့သာထုတ်စက်ကူမီးလောင်မှာပေါ့ ါပေမဲ့ထုတ်ပြီးယူလို့ရတယ်ဘယ်လိုယူလို့ရလဲဆိုမီးပုံးလေးတွေရှိတယ်ဆက်ကူကိုတိုက်ရိုက်မထိဘူးသူကမီးလေးကိုထဲမှာထည့်ပြီးတဲ့အခါမှာမီးပုံးလေးလောက်ကြတယ်တရင်ကျွတ်တို့တောင်တိုင်းတို့မှာဆက်ကူမီးပုံးလေးတွေနဲ့မီးထွန်းကြမီးနဲ့တိုက်ရိုက်မထိအောင်အဲ့ဒီမီးလေးကိုအဲ့ဒီဆက်ကူလေးနဲ့ပတ်ပြီးယူလာတာယူလို့ရတယ်အဲ့ဒီလိုပဲဘောကဒီလူတွေရဲ့ဆွဲလန်းစရာဒီအာယုန်တွေခေါ်တာပေါ့ အစင်းတို့အတန်းတို့အနတ်တို့ရတာတော့ဒါဒီမီးတွေအဲ့ဒါလေးတွေနဲ့ဒီအလင်းရောင်လေးနဲ့ဘဝဒီစွမ်းရည်လေးတွေနဲ့ဘဝသွားနေကြအဲ့ဒါအလောင်းမကန်းအောင်ခုနမီးကိုဆက်ကူနဲ့ထုတ်ပြီးယူခဲ့กว่าဆိုပြီးတော့ခွာပြီးတော့ထုတ်ပြီးတော့ယူကြရနော်အဲ့လိုယူသွားရင်ဘာမှမလောင်တော့သားစရာရှိလည်းမလောင်ဘူးဝတ်စရာရှိလည်းမလောင်ဘူးနေစရာရှိလည်းမလောင်ဘူး သွားစရာလာစရာရှိလဲမလောင်ဘူးသုံးစရာတွေငွေကြေးနဲ့ပြည့်စုံဥစ္စာတွေရှိလဲမလောင်ဘူးအေးနေတာဘာဖြစ်လဲဆိုတော့မီးနဲ့မကတ်တာဘုဒ္ဓကာမအနေနဲ့ပဲထားတယ်ကိလေသာကာမနဲ့မကတ်ဘူးမတွဲဘူးအဲ့ဒါကစိတ်ကတည်ရင်လုံးလို့ရနော်စိတ်ကတည်ရင်နှလုံးသွင်းလို့ရဟွာထားလို့ရမီးကိုစက်ကူနဲ့ထုတ်ပြီးယူခဲ့ပါယူလို့ရအဲကပ်ပြီးတော့သွားမထုတ်နဲ့ထုတ်ရင်တော့ကုန်လောင်ကုန် ာတိပစ္စည်းငါဤမိဟုငါမိငါလောင်ငါတာလောင်အတင်းကတ်ထားလို့တော့မရဘူးကတ်ရင်တော့လောင်သွားမှာ now ဓမ္မပဒမှာအပုဒ္ဒကတထေးဆိုတာရှိတယ်အဲ့ဒီဇာလန်လေးအပုဒ္ဒကအပုဒ္ဒကဆိုတာဗုဒ္ဓကနာဘောအာကမရှိတာနာမရှိတဲ့ဓာတုမရှိတဲ့တထေး အဲ့တော့သူတို့ကပြည်စည်းဥစ္စာတွေအများကြီးဘာမှအမွေဆက်ခံတာလည်းမရှိဘူးပဲသူမှမပေးလည်းမကံတီတော့တိမ်သွားတာဗောဘယင်းဘာနာတိမ်တာဗောအဲ့တော့ယဟန်နီရစကားအဖြစ်ပြောကြတယ်အေးအဲ့ဒီပတိသေးဘာတော့ပြည်စည်းရေရှင်မြင်တိမ်သွားဘုရားကအဲ့ဒီမှာတရားတပုတ်ထုတ်ပြောပြတယ်ဒါလေးအကြောင်းပြပြီးတော့အကြောင်းညာပြည်စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့သတိထားစရာတရားလေးတစ်ခုကိုဘုရားကဟောတယ်ဘာပြောလဲဆိုတော့ အနန္တိဘောကဒုံမေတံဒုံမေရဆိုတာကမေရဆိုတာကပညာဘောဒုဆိုတာကမရှိတာဘောမကောင်းတာဘောပညာမကောင်းတော့ဉာဏ်မကောင်းတာဒုံမေရဆိုတာပညာမရှိတာဉာဏ်မရှိတာလူမိုက်ဘောအနန္တိဘောကဒုံမေတံဒုံဘောကဆိုတာကစည်းစိမ်ဥစ္စာပစ္စည်းဥစ္စာတွေနော်ဒီယာတုအနာဘဝတုဂုံတုနာမေရေဂုံထည့်လို့ရတယ်အနန္တိဆိုတာတတ်တာ ဘာပြောတာလဲဆိုတော့ဉာဏ်မရှိတဲ့သူတွေအတွက်ကတော့တဲ့ဒီပြည့်စုံဥစ္စာတွေဟာနှကြဖြတ်ကြဖို့ပဲဖြစ်လာတာတဲ့။နော်ကောင်းမှုဖြစ်လာတာမဟုတ်ဘူးတဲ့။အနန္တိဘောကဒုံမေတာပြည့်စုံဥစ္စာဟူဒီမာကပညာကင်းပလူပါလာကိုတတ်ကြရမှာဖြစ်ပေါ်လာပြီ။နော်ဒီလောကလုံးအဲ့ဒါပဲလေ။ပြည့်စုံဥစ္စာတွေရှိတယ်ရှိတာလဲသူတို့ကသူတို့တည်တာပဲ။ ပြီးပေမဲ့ဉာဏ်မရှိတဲ့ခါကျတော့ဒါနဲ့ပတ်သက်ပြီးတပ်ဖို့ပဲစဉ်းစားနေခိုးဖို့လိမ်ဖို့ကောက်ဖို့အဲ့တော့ဒါဉာဏ်မရှိကြလို့ဖြစ်တာတဲ့ဉာဏ်ရှိတဲ့သူတွေအတွက်ကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒါနှပ်ဖို့မဟုတ်ဘူးနဲ့သုံးဖို့ဆိုတာဖြစ်လာတယ်အနောက်နိုင်ငံတွေတချို့နိုင်ငံတွေရှိတယ်အင်မတန်အေးချမ်းတာဘာပါတာရေးမှတော့မရှိဘူးဒါဒါမဲ့တွေလို့ပြောလို့ရတယ် ဘာသာရေးမရှိဘူးဘာသာရေးရာခိုင်နှုန်းအင်မတန်နည်းတယ်အင်မတန်နည်းပေမဲ့သူတို့ကကြီးကျန်းကြတယ်စီပင်ကြတယ်တိုးတက်ကြတယ်အပင်သရရေးလောက်ရင်အပင်ကြီးတာပဲအေးကျန်းရင်အပင်ကြီးတာပဲပူရင်အပင်ဟာနွမ်းသွားတာပဲချောက်သွားတာပဲတေသွားတာပဲအဲ့တော့သူတို့ကပြည်ကြီးဥစ္စာကတတ်ဖို့မဟုတ်ဘူးသုံးကိုဆိုပြီးတော့ပြတုံးကြတယ်နော်စေသာလန်တို့စေသာလန်တို့အဲ့မှာ အဲအဲ့ဒီနိုင်ငံတွေဥရောပနိုင်ငံတွေတော်တော်များပါတယ်အဲ့မှာကြီးကြီးတာသူတို့ကတတ်ဖို့မဟုတ်ဘူးသုံးဖို့ဆိုပြီးတော့ညသုံးတာဘလို့သုံးလဲဆိုတော့တယောက်တည်းသုံးတော့မဟုတ်ဘူးနော်အားလုံးညီညီများတို့သုံးအောင်ဆိုရင်လမ်းနေကောင်းလို့အားလုံးသုံးတဲ့ဟာတွေကအကောင်းဆုံးဖြစ်အောင်လုပ်တာလမ်းနေပို့ဆောင်ဆက်သွယ်ရေးတွေအဲ့ဒါတွေနော်ပုဂ္ဂလိကအိမ်နေကားတွေကြတော့ကိုဖာတာကိုဒါကတလောက်ကြီးအောင်မှသူတို့က တော့ကိုယ့်ဘာသာကိုယ်ပဲကိုယ့်ဆွမ်းလေးနဲ့ကိုယ်ပဲအများဆုံးအတွက်ကိုသူကဦးစားပေးကြနော်အများဆုံးလည်းဥစားပေးကြအများကောင်းစားရေးအတွက်ဥစားပေးတော့ကန်းသက်နဲ့ရေလိုက်လို့ပဲရေလိုက်နေရကန်းသက်ကိုဘလောက်ရရရေတွေပဲပြန်ကြနော်ကန်းသက်ကိုတော့သွားဝုံးဆိုရိုက်လိုက်တာပြန်ကြရေတွေပဲပြန်ကြတာဒါတော့အများအကျိုးဆောင်ကိုအကျိုးအောင်လို့အများတဲ့မှကိုလဲပါတော့အဲ့တနိုင်ငံလုံးကောင်းစားတာပဲ လွယ်လွယ်လေးပဲဘာမှမခဲရင်အဲ့ဒါကိုမမြင်ဘူးဟောအဲဒီငမိုက်သားတွေဉာဏ်မရှိတဲ့သူတွေပေါ့အနန္တိဘောကဒုံမေတာပြည့်စုံစွာဟူဒီမာကပညာကင်းပါလူပါလကိုတတ်ကြရန်တာဖြစ်ပေါ်လာကိုအောင်မြင်ဖို့ပဲကိုနာမည်ရဖို့ပဲကိုနေရာရဖို့ပဲစိတ်ကူတယ်အဲ့တော့ဘာမှတနာရလည်းမရှိကရုဏာလည်းမရှိပညာလည်းမရှိမေတ္တာလည်းမရှိအဲ့ဒီလိုဟာတွေကြောင့်အကုန်လုံးကပြည့်စုံကုန်တယ် တူကောင်းတယောက်ကောင်းတော့အောင်မြင်ခြင်းအောင်မြင်မှာပေါ့တဲ့သို့တော့အောင်မြင်တာပဲရှိတယ်ကောင်းတာမှမဟုတ်ပဲနော်အောင်မြင်မှုတော့ရခြင်းရမယ်ဒါမကောင်းဘူးပေါ့ဘုရင်လောကမှာလည်းဒီတိုင်းပဲအာကျွနာမကြီးပုဂ္ဂိုလ်တွေအောင်မြင်တာရှင်းရှင်းတော့ရှင်းနေတာပဲပြည့်ရှင်းပြီးတော့ကိုရှင်းပြီးတော့နေတာအဲ့ဒါမကောင်းပြောတာမဟုတ်ပါဘူးတတူကိုရှင်းပြီးနေ အဲ့တော့ပညာကင်းတဲ့အခါကျတော့တဲ့အဲ့ဒါတွေကအများအတွက်အကျိုးမရှိပဲနဲ့သူအောင်မြင်ရအတွက်ပဲဖြစ်ထွန်းသွားတာလေ။ရှင်နဲ့အများသူငါတော့ဝိုင်းဝန်းပန့်ပိုးရင်းနဲ့ပဲဘဝတွေကညွန့်တုံသွားကြရတာ။အာခြေတော်ကလည်းဦးဇင်းတို့ပြောဘူးပါတယ်။အဲ့ဒီလို အောင်မြင်တဲ့ပုံစံတွေကကျန်တဲ့လူတွေကိုမတနာရရောက်တယ် ရုဏာမရှိရရောက်တယ်မေတ္တာမထားရလည်းရောက်တယ်။ကောင်းကြီးခြင်းနဲ့စိတ်ထားမှမရှိဘူး။အနာလည်းမတနာတတ်ဘူး။အင်္ဂါရငါအောင်မြင်ပြီးရောကွာတဲ့။ယနေ့သူတွေကကိုယ့်ကိုဝိုင်းဝန်းပန့်ကိုထမ်းပိုးပြီးတည်နေတဲ့ပုံစံတွေလောက်ပဲမြင်တာ။ဟောအင်္မာမကြောက်ဖို့ကောင်းတယ်။တရားပွဲကြီးတွေကြီးလိုက်တယ်။တရားပွဲကြီးတွေကြီးလိုက်တယ်။တရားပွဲကြီးတွေမှာအာတိန်ညာနဲ့ထောင်နေကြည့်ပြီးတော့ရတယ်ရတာ အဲ့ဒီတရားနာတဲ့ပုဂ္ဂိုလ်တွေအတွက်အာလုံးညီလူများလူနဲ့အချင်းတန်းမြင့်အောင်ဘလောက်များပြင်းတင်ပေးနိုင်ခဲ့သလဲဆိုတာကြည့်လိုက်တော့ဒါတကူမှလည်းမရှိဘူး။နော်ကိုတိုက်ကိုတိကို ပြောချင်ရပြောပြီးကိုပါဝါအချိန်မှာတုံးပြီးတော့ကျန်တဲ့လူတွေကိုမတနာရလဲရောက်တယ်မေတ္တာမထားရလဲရောက်။ဘောင်းနဲ့ကောင်းဖို့အတွက်ဘာမှလည်းမပြောကြနိုင်ခဲ့ဘူး။ဒါလည်းကြည့်တာလေးပြောဟိုပြောဒီပြောပြောရင်းနဲ့ပဲ။ လူတွေကတော့ဒီနာမည်ဟိတ်ဂုံသိက္ခာနဲ့အဲ့ဒါနဲ့တည်းမှာမစားရဝါခမန်းပေါ့အဲ့ဒါနဲ့ပဲချိန်ကုန်သွားကြတယ်နော်အင်မတန်တနာဖို့ကော